။လမဲမင်္ဂလာပါရှင်။မြန်ခရစ်တိုကနောက်ဆုံးရရှိထားတဲ့သတင်းလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ဘစ်ကွိုင်းစီအကြမ်းမှာဒေါ်လာ20ဘီလီယံကျော်အရှုံးနဲ့ရင်ဆိုင်နေရသူကြီးဆိုတဲ့သတင်းနဲ့အတူ Mr. Beast လည်း Crypto Exchange ထောင်တော်မယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။ညီမကတော့စီစဉ်တင်ဆက်သူ Kiki ပါ။ ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ဘစ်ကွိုင်းစီအကြောင်းမှာဒေါ်လာတန်နီဘီလီယံကျော်အရှုံးနဲ့ရင်ဆိုင်နေရသူကြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။ဒီအကြောင်းမှာဆာတိုရှင်နာကာမိုတိုလည်းအရှုံးနဲ့လူဖြစ်နေပါပြီ။အခု market crash မှာသူရဲ့ဘစ်ကွိုင်းပိုင်ဆိုင်မှုတန်ဖိုးတွေဟာဒေါ်လာတန်နီဘီလီယံကျော်အထိထိုးကျသွားခဲ့ပါတယ်။ဒေါ်လာတသိန်း2600အထိဘစ်ကွိုင်းစီးတက်ခဲ့ချိန်တုန်းကဒူဘိုင်းဝေါ်လက်တွေက1မီလီယံကျော် BTC ဟာ ဒေါ်လာ136ဘီလီယံကျော်အထိတန်ကျေရှိခဲ့ပေမဲ့အခုလရှိမှာတော့ဒေါ်လာ119.5ဘီလီယံကျော်သာတန်ဖိုးရှိပါတော့တယ်။ဆာတိုရှိရဲ့ wallet တွေထဲက1 million ကျော် BTC ပမာဏဟာအကျော်လေးကုန်များပေမဲ့ဆာတိုရှိပြန်ပေါ်မလာမချင်းဒီ BTC တွေဟာဈေးကွက်ထဲကိုပြန်ရောက်လာမှာမဟုတ်တာကြောင့်စိတ်ပူစရာမလိုပါဘူးဆာတိုရှိပြန်ပေါ်လာဖို့ဆိုတာကလည်းအခုချိန်မှာအကျော်လေးကိုဖြစ်နိုင်ချေနေနေသေးပြီးရီးစားဟောင်းပြန်လာတာကမှဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်တစ်ဖက်မှာလည်းအစိမ်းရောင်းတွေပဲတောက်လျှောက်တွေ့နေခဲ့ရသူတွေအဖို့ အခုလိုဈေးကွက်ကြီးနေရနေတာဟာအတော်လေးအမြင်အာရုံထိခိုက်စေနေပြီးအက်ဒိုဘာဆိုတာဟာဒီနေ့မှတော့အခြေဦးနဲ့ဆောက်ခဲ့တဲ့လေတဲကတိုင်းလေးလို့ဖြစ်နေပါပြီအစားပိုင်းမှာတော့ဖြစ်လာတော့မလို့လို့မျောလင်းချက်တွေအပြည့်အားရင်နဲ့အပြည့်ရှိခဲ့ပေမဲ့အခုချိန်မှာတော့အက်ဒိုဘာဟာလေတဲကတိုင်းလေးလို့ဖြစ်နေပါပြီဒါပေမဲ့ဒီလိုမျိုးဈေးတွေကျနေတာဟာခဏတာကျစိမှုသာဖြစ်ပြီးရေရှည်တက်ရောက်မှုတွေစိုးစိုးဝါးဝါးမရှိနိုင်ကြောင်းခံမှန်းထားကြပါဗျာ ဒီတစ်ခါ library တွင်အများကြီးယူထားကြတာ market liquidity နဲ့ပါတာ trial စီချက်ကုန်တဘောဥတွေကအ धिक ပြဿနာတွေဖြစ်စေခဲ့တာပါမကြခင်မှာတော့အရင်အရင်တုန်းကစီချက်ခွန်နေလို့ပဲတည်ုံနဲ့စီချက်ခွန်ပြဿနာဟာလည်းပြေလည်သွားနိုင်မယ်လို့မျှော်မှန်းထားကြပြီးပြေလည်ပြီးနောက်ပိုင်းမှာလည်းဈေးကွက်အခြေအနေပြန်ကောင်းလာနိုင်မယ်လို့ယူဆထားကြပါတယ် နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ Mr. Beast နဲ့ Crypto Exchange ထောင်တော့မယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။ Mr. Beast တရား Crypto Exchange ထောင်ဖို့ပြင်နေပါပြီ။ YouTube မှာ Subscriber အများဆုံး YouTuber ဖြစ်တဲ့ Mr. B ဟာ Binance Crypto Exchange နဲ့ငွေပေးချေမှုဝန်ဆောင်မှုတွေအတွက် Mobile Coin တင်ထားပါတယ်။ Mr. Beast Financial ဆိုတဲ့နာမည်နဲ့ Mobile Coin တင်ထားတာဖြစ်ပြီး Cryptocurrency Exchange နဲ့ Payment Process Service တွေပေးမယ် Downloadable Application တခုလို့အတွက်ရှိရပါတယ်။ ဒါပေမဲ့ Mr. Base Financial ကိုမစတင်ခင်မှာ Mr. Base အတွက်ဥရေပိုင်းဆိုင်ရာအတားအဆီးတွေရှိနေပါသေးတယ်။သူ့ရဲ့မူပိုင်ခွင့်တွေဟာတမင်ဥကြပန်ဝန်ဆောင်မှုတွေကနေစလို့ Decentralized Exchange တွေကနေတဆင့် Cryptocurrency ကို Financial Exchange လို့တာတွေအထိကြဲကြဲပြန့်ပြန့်ပါဝင်ပါတယ်။ဒါကြောင့်ပြည်내အစိုးရတွေကနေစလို့ CFTC Commodities and Future Trading Commission တို့လိုယုံတွေကနေတစင်ခွင့်ပြုမဲ့ယူဖို့လိုအပ်ပါသေးတယ်။တကယ်တော့ Mr. Beast ဟာ Crypto လောကနဲ့လည်းတိတ်မဆိုင်လာပါဘူး။ သူဟာ2021ခုနှစ်ထဲက startup တွေမှာရင်းနှီးမြှုပ်နှံတာ NFT တွေဝယ်တာတွေအပါအဝင် crypto banks ရှိခုလောက်ကိုဒေါ်လာမီလီယံနဲ့ချီဝယ်ပြီးစုဆောင်းခဲ့ပူပါတယ်။အခုနောက်ဆုံးခြေလှမ်းအနေနဲ့ Mr. Fees Financial ကိုအဆိုပြုလာပြီးဖြစ်ပြီး American အစိုးရဘက်ကသာဒီမိုဘိုင်းခွင့်ကိုအတည်ပြုခဲ့မယ်ဆိုရင်တော့ Mr. Beast Gaming, Mr. Beast Burger, Mr. B Philanthropy နဲ့ Mr. B Barrel လိုလုပ်ငန်းတွေနဲ့အတူသူ့ရဲ့လုပ်ငန်းတွေတဲကတခုဖြစ်လာမှာပါ။တကယ်လို့ Mr. Beast က Crypto Exchange ထောင်လိုက်မယ်ဆိုရင်တော့ ခရစ်တိုဟာမင်းဆွေမှာအခုထပ်ပုံပြီးပြန်နှံ့လာနိုင်မှာဖြစ်တယ်လို့လူငယ်တို့ကြားမှာစိတ်ဝင်စားစရာခေါင်းစဉ်တစ်ခုဖြစ်လာနိုင်ပါတယ်။ဒါကတော့မြန်ခရစ်တိုကနောက်ဆုံးရရှိထားတဲ့သတင်းလေးကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ကောင်းသောနေ့လေးဖြစ်ပါစေရှင်။